ကချင်ပြည်နယ်ဖားကန့်မြို့ဘက်ကိုနေမြေစုံမှုရနိုင်မှုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ဟာဖားကန့်ကိုမရောက်ခင်မှာရပ်တန့်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ KIA နဲ့ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် KPDF တွေထိန်းချုပ်စုံထားတဲ့ဖားကန့်မြို့ဝင်လမ်းကြောင်း၃ခုကိုပြန်ယူနိုင်ဖို့ စစ်ကောင်စီတပ်ကပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကစပြီးတော့ဖားကန်နယ်မိုင်40กว่าကကာမိုင်းမျိုးကနေစစ်ကြောင်းထိုးလာပြီးတဲ့နောက်တော်လိုင်းတက်တွေနဲ့တိုက်ပွဲပြင်းထန်နေကြတာပါဖားကန်ကစစ်ကောင်စီကမထိန်ချုံနိုင်တော့ပေမဲ့လည်းဖားကန်ပြူဟာကုန်းနဲ့ yes ခန်းတို့အပါဝင်နေရာတချို့မှာထိုင်ချတက်ဆွဲထားပေမဲ့လည်းမြို့ပတ်လည်နဲ့ကြီးရွာတွေကိုတော့တော်လိုင်းတက်တွေကထိန်ချုံထားနိုင်ပါတယ် စစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းတက်တီကြတိုက်ပွဲတွေကနေ့စဉ်လိုလိုဖြစ်နေပြီးဖားကန်းနဲ့၁၈မိုင်အကွာကတရားညင်အောင်ဂျွာနာမှာတော့စစ်ကောင်စီတပ်ဟာရှီမီတိုးနိုင်မဲ့ရက်တက်နေတယ်လို့လည်း KIA ထံကသိရပါဗျ။တိုက်ပွဲတွေမှာစစ်ကောင်စီတပ်အထိခိုက်များတယ်လို့သိရကြောင်း KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်းသူကဆက်ပြောပါဗျ။အဲ့ဒါမှတော့အဲ့ဒါမှတော့တိုက်ပွဲစစ်ပြပါလား။တော့တရားညင်အောင် လက်မှာတက်ပေါ်ရှိတယ်တက်ပေါ်ပြတာတုံးရလောက်ရှိပါရေကြောင်းနဲ့တစ်ကိုတဲ့နေသားလဲတွေ့ရပါတယ်နော်ဟုတ်ကဲ့ပကံတဲ့မှာယွာမာတော့ဟိုပကံမြို့ပြီမှာတော့ဘုံကြီးတာတော့မရှိသေးပါဘူးတက်ပေါ်ပြတဲ့နေရာမှာတော့ခုနပြောလို့ဒီမချင်းနာလေတာကနဲ့ဟယ်လိုဒါပေမဲ့ဘုံကြီးတာတစ်ကိုလာလေကြောင်းတစ်ကိုလာရှိပါ တရားညီတော်ရွာနီးမှာစစ်ကောင်စီတပ်ကလေကြောင်းကနေနေစဉ်ရက်ဆက်အပြင်းထန်ပုံကျင်နေတဲ့ဒရုန်းတွေနဲ့လည်းအပြန်အလှန်တိုက်ခိုက်နေကြတယ်လို့ဖားကန်ဒေတာခန်တချို့ကလည်းပြောပါရယ်ဖားကန်ကာမိုင်းလန်ဖားကန်အင်းတော်ကြီးလန်နဲ့ဖားကန်ဆင်စင်းလန်နေမှာစစ်ကောင်စီနဲ့တော်လိုင်းတက်တကြတိုက်ပွဲတွေဆက်ရှိနေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိနေကြောင်းလည်းဒေတာခန်တွေထံကသိရပါရယ်စစ်ကောင်စီနဲ့အတူပြည်သူစစ်တွေရှမ်းနေပြည်သူစစ်ဖွဲ့တွေလည်းပါဝင်ကြောင်းဒေတာခန်ကဆိုပြီးတော့ဒီကနေ့မေလ20ရက်မနက်မှာတွင် ချက်လင်ရင်နဲ့နှစ်ကြိမ်ပုံးလာကျဲသွားကြောင်းဖားကန့်ဒီတာခန်ကပြောပါရယ်။ထိုက်ပွဲတွေပြင်းထန်နေချိန်မှာဖားကန့်မျိုးပေါ်ကနေစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေနေ့စဉ်ရှိနေတယ်လို့လည်းသိရပါရယ်။ထိုက်ပွဲတွေကြောင်းဖားကန့်အနီးနားကျေးရွာတွေကစစ်ဘေးရှောင်ကြရတဲ့ပြည်သူဦးရေထောင်နဲ့ချီပြီးရှိနေပြီးအသင်းတော်ကြောင်းတွေဖုန်ကြီးကြောင်းတွေမှာနေထိုင်နေကြရကြောင်းဖားကန့်ဒီတာခန်အမျိုးသားကပြောပါရယ်။အာဒီစစ်ကောင်စီအ600လောက်နဲ့ အဲတော့စကြောင်းထိုးလာတဲ့အတွက်အဲနေတိုင်းတိုက်ပွဲဖြစ်နေရပေါ့အဲနေတိုင်းတိုက်ပွဲဖြစ်နေတလနီးပါရှိပြီဖြစ်တဲ့အတွက်ဒီဖက်ကလာပြီးသူကြီးအဲအားလုံးစစ်ရှောင်းနေကြတော့ပေါ့နော်အဲတချို့တွေကဖက်ကမြို့ထိုးရှောင်းလာရှိတယ်တချို့ကျတော့တော်ဟမအဲတိုက်ပွဲခဏပဲရှိနေတယ်တော်ဟမဟိုစစ်ရှောင်းနေကြလူရှိရပေါ့ဒီတော့လမ်းမကြီးဟာကျော်တယ်ဟိုနမတိပဲရှောင်းသွားပါပေါ့အဲဆိုရင်စစ်ရှောင်းတွေကဒီဖက်ကဆိုရှင်နဲ့သူတို့နေရာခွဲနေကြပါပေါ့ 呃，摄像了，阿拉尼巴西大爷拍摄对对摄像了嘞，呃，姑娘头发里面一路安妮的，对对摄像了，抖音上么开始，哎，拍个那的直播，首先，比如阿龙摄像了，说多米阿嘞。嘿，不等了，不等了，昂当昂当，快拍打，打弄拍打你。 စစ်ကောင်စီရဲ့အမှတ်27စစ်စင်ရေးကုကံမှုဌာနချုပ်ရှိရာပမော်မြို့ကို KIA နဲ့ပူးပေါင်းတပ်တွေကပြင်းထန်ထိုးစစ်ဆင်နေခြင်းမှာစစ်ကောင်စီတပ်ကအင်အားများပြားနဲ့ဖားကန့်မြို့ဘက်ကိုမြေပြင်စစ်ကြောင်းထိုးလာတယ်ဖြစ်ပါတယ်ခင်ဗျာ။